အာဆီယံတရားကနေပြီးတော့မြခင်းစိမ့်တွေပေါ်ခြေပြန်ချလာခဲ့ပြီဖြစ်တဲ့ဂါရီယဲဂျေဆုအများကြီးတော့မသိဘူးကျွန်တော်ကတော့တော်တော်လေးပျော်တယ်။ဂါရီယေဆုကိုကျွန်တော်ကဇန်နဝါရီလလောက်မှအသင်းနဲ့ပြန်ပူးပေါင်းနိုင်မယ်ထင်တာ။အခုနိုဝင်ဘာထဲမှာတော့မှဆရာသမားက fully training ပြန်လုပ်နိုင်မယ်။ ဒဏ်ရာနဲ့ပြန်လာတဲ့ကစားမတူအတွက်ဆိုရင် fully trainee ဆိုတာကပွဲတပွဲကိုပြန်ပြီးကစားဖို့အတွက်နောက်ဆုံးတကားခောက်တမ်းပဲဘာလို့အဲ့လိုပြောနိုင်လဲဆိုတော့ကျွန်တော်တို့ကကစားမတယောက်ဒဏ်ရာတော့ပြီဆိုရင်စစ်စစ်မယ်လိုအပ်တဲ့အခါကျရင်ခွဲစိတ်မယ်ပြန်လေထူထောင်ရေးလုပ်မယ်ခွဲစိတ်ရမလို့တဲ့ကစားသမားတွေကတော့ individual trainee တွေပြန်လုပ်မယ်ပြီးရင်မျက်ခင်းစိတ်တွေပေါ်မှာဟိုနီးပြနဲ့တယောက်ချင်းစီကြက်ခိုင်ရေးတွေပြန်ပြီးလုပ်ရမယ်အဲ့ဒါပြီးသွားတော့မှအသင်းလိုက် fully training ကိုပြန်လာမယ်ပထမတော့သူတို့အပြေးဆက်တွေပေါ်မှာလေ့ကျင့်တယ်ပေါ့တစင်းကြီးကြီးသွားတာ အသင်းရဲ့ first line နဲ့ကစားသမားကြီးနဲ့ fully trained လုပ်တယ်ဆိုတာကအဲ့ဒီကစားသမားကြီးပွဲဝင်ကစားဖို့အတွက်အနည်းဆုံးချိန်နဲ့ရောက်သွားပြီဆိုပြီးတတ်မှတ်လိုက်တာပုံမှန်အဖြစ်ဆိုရင်အဲ့လိုမျိုးအသင်းနဲ့ fully trained လုပ်တဲ့နဲ့ကစားသမားကြီးတပတ်နှစ်ပတ်ဆိုအသင်းနဲ့ဝင်ပြီးဆော့လို့ရပြီပွဲကြီးတွေမှာဝင်ပြီးဆော့ဖို့အဆင်သင့်ဖြစ်ပြီးစေးဖွဲ့လည်းလုံးဝထောက်ခံချက်အပြည့်ပေးပြီးဒါပေမဲ့တခုရှိတာက ASEAN တန်ရန်နေပြန်လာတဲ့ဆိုတဲ့ကစားသမားတူမကျွန်တော်တို့မှတ်မိလားမသိဘူး2023 2024ဘောလုံးရာသီမှာတော့အာဆီယံတန်ရာထီသွားခဲ့တဲ့ထင်ပါတယောက အစင်းသိဖြစ်ပြီးကန်လို့ရပြီထင်ပေမဲ့ကျွန်တော်ထပ်ပြီးတော့3-4ဘောလောက်ထပ်ပြီးစောင့်ခဲ့ရတဲ့အခိုက်အတန့်တွေရှိတယ်ပို့ပြီးတေချောင်းပို့ပြီးတော့အရှင်းပြောက်ကင်းအောင်အဲ့လိုပဲဂျေစုတယောက်နိုဝင်ဘာလအတွင်းမှာအစင်းပြေပြီဆိုပေမဲ့ international break ပြီးသွားလို့ရှိရင်သူ့ချက်ချင်းသုံးမယ်လို့ကျွန်တော်မထင်ဘူးနိုဝင်ဘာ international break က20ကျော်မှာအဲ့ကြားထဲမှာကျွန်တော်3-4ဘောလောက်ကန်ရမယ်ဒါပေမဲ့ဒီဇင်ဘာပထမပတ်လောက်ဆိုရင်တော့အသင်းမှာဝင်ပြီးဆော့လိုက်ထင်တယ်ဂျေစုပြန်လာတာဘာတွေကောင်းသွားလဲဆိုတော့အချက်တွေအများကြီးပဲ အာတီတာအတွက်အယောင်မှာဗက်ဆလိုက်ဖြစ်တဲ့တိုက်စစ်ကားမှတူရလိုက်တာဘီတာယောဂရက်အထောင်တိုက်စစ်မှာဆိုရှယ်ပဲကျန်တဲ့နေရာမှာနည်းနည်းလေး train ပြဖို့လိုအပ်တယ်တချို့ပိုင်းတွေမှာအင်္ဂလိပ်ကစားနဲ့အသားကျဖို့လိုအပ်တယ်ဒါကဘီတာယောဂရက်ခါရဘက်ဗက်ဆလိုက်ရမ်းဖြစ်တယ်ဝင်းကားမှာထက်ဆိုင်ရင်အထောင်မှာ line break တွေဖြတ်ကျော်ပြီးလူကျွန်ထောင်ပေါက်ပြေးထွက်တာတွေကောင်းတယ်အမြင်ဘောကောင်းတယ်လိုအားလုံးအပြည့်ရှိတယ်ဒါကခါရဘက်ဂျေဆုဂျေဆုကကျတော့ဝင်းကားမှာလည်းတုံးလို့ရတယ် ိုက်စစ်ဖော်ဆုံးမှာလေ rotation လုပ်ပြီးသုံးလို့ရတယ်အထူးသဖြင့် तू က force nine ကစားမဆိုတော့ညာလေးပဲအဲ့ဘောလုံးနဲ့တသားတည်းပြိုင်ဘက်ကိုအယုံနောက်ကိုလှုပ်ပြီးတော့ပြိုင်ဘက်ခံစစ်သားမတွေချဲတဲ့အပိုင်းမှာတော်တော်လေးကောင်းတယ်အထူးသဖြင့် mid block low block လို့အသင်းမျိုးနဲ့တွေ့တဲ့အခါမျိုးကြရင်ဂျေဆုက arsenal အသင်းတော်ဆို space တွေရှာပေးမဲ့ forward ကစားမတူပဲကျွန်တော်ဂျေဆုကိုဘာကြောင့်အရန်ကြိုက်လဲဆိုနေရာစုံမှာကောင်းတယ်ဒါပေမဲ့နေရာစုံမှာအရန်တော်တဲ့ကစားမတူဖြစ်တာဖြစ်တဲ့အတွက်ပြန်ပြီးပေးဆိုင်လိုက်တဲ့အရာလေးရှိတယ် အဲ့ဒါကစားသမားရဲ့ injury ရနိုင်ခြင်းအရန်မြင်မာတာရယ်နေရာဆုံးမှာအံဝင်တာဖြစ်တဲ့အတွက်တနေရာထဲမှာအရန်ထူးကျွန်းတာရှားသွားတာရယ်အဲ့ဒီအပိုင်းပေါ့လေဂျေဆုကပနတီရှားတဲ့ဘိုင်းဒီမှာတော်တော်လေးကောင်းတယ်အထူးဖြင့်တစ်ဖက်ကလာတဲ့ cross ball တွေကျွန်တော်မှတ်မိသေးတယ်လွန်ခဲ့တဲ့နှစ်နှစ်လောက်ကလီဗာပူးတင်းနဲ့ရင်ဆိုင်တွေ့တဲ့အခါမှာပနတီ box ထဲမှာဘောလုံးကိုဂျူဝဲဒီမှာရှင်လူတဲ့အခါမှာသူ့ကိုတစ်ဖက်ကစားသမားက6ကိုကန်လိုက်ပါတယ်ဆိုပြီးပနတီသူရာသွားတာအဲ့ဒါကလည်းပနတီကလည်းယူတက်အောင်မှာ ကိုအတင်းတက်ဆိုဘာမဆိုဘောင်နဲ့နေပြီးတော့ရပိုင်ငွေယူတဲ့အပိုင်းမှာဂျေဆုကတော်တော်လေးမိုက်တယ်သူပြင်မခိုမကပ်ပဲအပြစ်ဝါကစားတယ်အဲ့လိုမခိုမကပ်ပဲအတကုံကစားလို့လို့လေဂျင်းနဲ့ကြက်ထဲမှာညှိပြီးရသွားတဲ့ဒဏ်ဒီမနေဘူးအခုသူပြန်လာမှာအေစီယန်တန်းရာ အရင်ကဂျေစုခြေစွမ်းလို့မြင်ရမမြင်ရတော့တချက်တော့စောင့်ကြည့်ရမယ်နောက်တစ်ချက်ကကျွန်တော်ဆောလုံးကပြောတဲ့အတိုင်းပဲလက်ဝင်းအတွက်ရွေးချယ်စရာအာဆင်နယ်အသင်းမှာလက်ရှိဘာလို့အားနည်းလဲဆိုရင်ထရော့ဆက်နဲ့မာတီနယ်လီပဲရှိတဲ့ဘယ်ဘချန်တက်စစ်တောင်မှာအားနည်းတယ်ဆာကာတလုံးရှိတဲ့ညာတောင်မှာကမကြခင်မန်တူကီပြန်လာတော့မယ်အဆင်ပြေသေးတယ်မာတီနယ်လီပြန်လာဖို့ကလည်းမကြခင်စူတော်ညာလည်းပဲဘေဘချန်တိုက်စစ်တောင်မှမှာကဂျေစုပါလိုင်ပို့ပြီးတော့ကြွလာမယ်ထင်တယ်။တခါကျရင်ယော်ရက်ကိုအဲ့ဘက်မှာနည်းနည်းလေးရိမ့်ပြီးတော့ off the ball movement ဒီမှာဆော့လာတော့ကျွန်တော်တွေးရတယ်။သို့တော့ သင်းအတွက်ဆိုဝင်းကားမှာကောင်းကောင်းဆော့နိုင်တဲ့တက်စစ်ကစားမတူပြန်ပြီးတော့ရားလိုက်မှာနောက်တစ်ချက်ကကျတော့လာမယ့်စောင်းစီစုကမှာရောင်းချနိုင်ချေရန်နေတယ်အာဆင်နယ်ကငွေလိုတဲ့အသင်းမဟုတ်ဘူး FFP နဲ့ညှိပြီးငွေတအားလိုနေတဲ့အသင်းဆိုရင်တော့ရောင်းမှာပေါ့လေဒါပေမဲ့ဒီကစားသမားကိုလက်ကျန်ပရီးမီးယားလိယာတီကွက်မှာအသင်းကတင်ပြီးကစားမဲ့အချိန်မှာရွေးချယ်စရာ option တစ်ခုအနေနဲ့ဆက်ပြီးတော့ထိန်းထားနိုင်တယ်ဒီလိုကစားမတူကို6လလောက်ဒဏ်ရာမရဘဲနဲ့ကောင်းကောင်းလေးအသုံးပြုရမယ်ဆိုရင်အာရီတာအတွက်ရောအာဆင်နယ်အသင်းအတွက်ရော စုပလားအိမ်မက်တော့ကောတော်တော်လေးကိုအရေးပါသွားပြီဂျေဆုကျွန်တော်ဘာကြောင့်ကြိုက်လဲဆိုတော့ तू က तू ကိုစားပြောတဲ့အသင်းအတွက်ဆိုအပြည့်ဝပြီးဆက်ကစားတယ်ကျွန်တော်မှတ်မိပါသေးတယ်အဲ့ဒါဘာလဲဆိုတော့စတေဟန်ပဲပါညာနဲ့ဒီအာတီတောက်ဟာလန်တယောက်ပြောတဲ့အချိန်မှာဂျေဆုကဝင်ပြီးတော့ညီးကြတဲ့အခိုက်အတန့်ရှိသေးတယ်ကျွန်တော်အဲ့ပွဲစဉ်ကိုတစ်ချက်သတိရလိုက်သေးတယ်အဲ့တော့လေဂျေဆုအာဆင်နယ်ဘက်ကရက်တည်ပြီးတော့တချိန်တော့သူမန်ချက်စတာစီးတီးကိုပြန်ပြီးတော့ ုံပြန်ခဲ့တာရှိဟောလေတခါကျရင်တချို့ကစားသမားတွေကဘယ်အသင်းမှာပဲစော့ခဲ့စော့ခဲ့လက်ရှိရှိနေတဲ့ကလပ်သင်းကိုကုစားပြကြတာများတယ်ဒါပေမဲ့ဂျေဆုအနေနဲ့လည်းဒီအသင်းကသူ့ကိုစေကူးသားတဲ့အချိန်ဒီမှာရောခြေစမ်းမပြနိုင်တဲ့အချိန်ဒီမှာရောတချို့အပိုင်းဒီမှာရောအများကြီးသူ့ကိုလူဝချက်ရခေါ်ခဲ့ပြီးတော့အသုံးပြုခဲ့စိတ်ရှိခဲ့တာကိုသူကောင်းကောင်းနားလေတယ်ဒါဂျေဆုနဲ့ပတ်သက်ပြီးကျွန်တော်သိတာပေါ့လေအဲ့တော့ဂျေဆုစိတ်ထဲမှာအာဆင်နယ်အသင်းမှာပဲစာချုပ်ကွန်မတီဆက်ပြီးကစားကြည့်နေဆိုတဲ့သတင်းနဲ့တွေ့စာချုပ်က2029ဆိုကုန်ပြီအကယ်၍ဒါဂျေဆုသာ ိတ်ကျဲတက်စစ်ကစားမတူပွဲတိုင်းဆော့တဲ့ကစားမတူဆိုအာဆင်နယ်အခုချိန်တတန်းတူပြီးပြီဒါပေမဲ့ ASEAN တရားလုံးမျိုးပြန်လာတဲ့အချိန်ကြီးရဲ့တရားလေးမကြခဏရတတ်တာရဲ့အသိအွယ်တစ်ခုကြောင်းရဲ့ကြောင့်အာဆင်နယ်ကလာမဲ့နှွေကြိုင်တော့ရောင်းချနိုင်ကြီးမြင်ပါတယ်အဲ့တော့ကျွန်တော်ဒီဗီဒီယိုရိုက်ကူးနေအချိန်ဂျေဆုမြခင်းစင်းတွေမှာစတင်ပြီးလေ့ကျင့်နေပြီဆိုတာသိတဲ့အချိန်မှာကျွန်တော်မျက်လုံးလောက်ပြေးတာအာတီတာကိုပြေးမြင်တာဂျေဆုပြန်လာနေတာတော့အာတီတာအပြုံဆုံးဖြစ်လောက်ပြီလို့ဘာလို့သူတကယ်ကြိုက်လို့ခေါ်ခဲ့တာဒါပေမဲ့ဇင်ချန်ကထင်သလောက် ရှေ့ကိုမရောက်သွားတဲ့အချိန်မှာတော့ဂျေစုဒရားကြီးတစ်ဖက်နဲ့ရှိရာတုန်းမှဆက်ပြီးသိမ့်မှုရွေးချစ်လိုက်တယ်။အမှန်တော့ကြံခဲ့တဲ့ຫນွေစည်းကွက်မှာတော့ဂျေစုကိုလိုချင်တဲ့အသင်းတွေရှိခဲ့တယ်။ ACNN ရလည်းစေကူတာပြီးပေါ်ချောက်ကောင်နိုင်မယ်ဆိုတဲ့အသင်းတွေရှိခဲ့တာပဲ။ဒါပေမဲ့ IDA ဘာကြောင့်ဆက်ပြီးသိမ့်တာလဲ။တင်မီကစားမဲ့ပြည်မြလိရာသီဘက်မှာဒီလိုကစားသမားမျိုးတွေကအသင်းတွက်အများကြီးလိုအပ်တယ်။ဒီစားမောက်ကျွန်တော်တို့ခေါ်ခဲ့တော့ Euro 52.2တန်းနဲ့ဒီစားမောက်ခေါ်ပြီး Arsenal ချန်ပီယံလိစပြီးကစားဝင်ရပြီ။ရှင်းနှစ်တွေမှာတော့ယူပါလိဝင်ဝင်ပါလေအဲ့တော့ဒီကစားသမားတွေကအာဆင်နယ်တင်းအတွက်ဆိုရင်တော့ချန်ပီယံ တခုခုတခြားအသင်းမှာယူထားမှုတဲ့အသင်းတွေချန်ပီယံဖြစ်ရတဲ့အရာတောင်ကောင်းကောင်းသိထားတဲ့အသင်းတွေဒီအသင်းတစ်သင်းကိုဂျင်းနဲ့ချက်ထဲမှာဘလူးချန်ပီယံဖြစ်အောင်လုပ်ပေးရမလို့ဆိုတာကောင်းကောင်းသိရဲ့ပလေယာတွေဖြစ်တာဖြစ်တဲ့အတွက်ဒီကစားမားတွေကအာဆီနယ်တွင်းတက်ဆိုရင်တော့ဒီယာတီမှာ အခုယာတီဝတ်မှပြန်လာနိုင်မယ်ဆိုရင်တော့မထင်ထားလောက်တဲ့အချိုးပြူမှုတွေအများကြီးအသင်းအတွက်လုပ်ပေးသွားမယ်ကျွန်တော်ထင်တယ်။ကြံခဲ့တဲ့ဘောလုံးယာတီကအာဆင်နယ်အသင်းအတွက်28ပွဲကစားထားတယ်၊ခုနှစ်ဂိုးသွင်းပြီးနှလုံးဖိုင်ထားတယ်။ဂျေဆုအရန်ကောင်းနေပြီလို့ကျွန်တော်တို့ထင်တဲ့အချိန်မှာပဲဇန်နဝါရီ12ရက်နေ့ FA Cup မှာ ASEAN တိုင်းရာထိသွားခဲ့တယ်။ ကြောင့်မို့ယေရှုကအရန်ကောင်းတဲ့ပလီယာလားဆိုရင်တော့အရန်ကောင်းတဲ့ပလီယာတော့မဟုတ်ဘူး။ဒါပေမဲ့ तू ကိုစားပြောတဲ့အသင်းအတွက်ဆိုရင်တော့အဲ့ဒီအသင်းအတွက်လိုအပ်တဲ့အရာတွေကိုနောက်ကွယ်နေပြီးအရန်ကောင်းအောင်ပံ့ပိုးပေးတဲ့ပလီယာဖြစ်ရှိတယ်။အရန်တော့မထင်ပေါ်ဘူး။ဒါပေမဲ့ तू ပါလာတဲ့ခါကျရင်အခြားကစားသမားတွေနေရာလူတွေရတဲ့အထီကူမှာလှဝါလုံးပြင်းတဲ့ကစားလေးရှိတယ်။အဲ့တော့ကျွန်တော်တို့မကြခင်မှာဂျေဆုကိုကြိုးစုလိုက်ကြရအောင်။အခုချိန်မှာတော့ အားပြည့်မန်ပြည့်နဲ့ training စင်းနေခဲ့ဖြစ်တဲ့ကာရီဂျေစုတယောက်နိုဝင်ဘာ international break ပြီးသွားရင်တချို့ဝယ်ရမှာဝင်ပြီးကစားမလားဒါမှမဟုတ်ဒီဇင်ဘာပထမပတ်လောက်ကြမှာပဲအသင်းနဲ့စတင်ပူပေါင်းမလားစောင့်ကြည့်သွားမှာပါဂျေစု ASEAN နဲ့မဖြစ်ခင်တော့ဘလောက်ထိကောင်းခဲ့လဲဆိုတော့ကျွန်တော်တို့ကြုံခဲ့သေးတာပဲအဲ့တော့အဲ့ဒီတော့ကဂျေစုကိုပြင်ပြီးမြင်တွေ့ရမလားအထူးသဖြင့် ASEAN နဲ့ကနေပြန်လာခဲ့တဲ့တင်ပါတော်အရန်ကောင်းခဲ့တာဆိုတော့ ASEAN နဲ့ကနေပြန်လာခဲ့တဲ့ဂျေစုရောအဲ့လိုမဖြစ်နိုင်ဘူးလားစောင့်ကြည့်သွားတော့မှာပါ ်ဘောလုံးပွဲနဲ့ပတ်သက်ပြီးတော့စီးပွားဖြစ်ဖြစ်ပြောင်းပြစ်ကစားခြင်းဆိုတော့ဘာပြဖုန်းတုံချောက်ကို646 6လေးလုံး33တိုင်နံပါတ်33ကို9900ခုနှစ်တော့တော့မှဆက်သွယ်ချိတ်ဆက်ပြီးကစားလို့ရပါတယ်ဘယ်မှာပဲဆော့ဆော့ပါကိုထုတ်စီမှာစောခြင်းနဲ့အကောင့်ဖွင့်ခြင်းနဲ့ကိုထုတ်စီမှာပဲမြင်းမြင်းခြင်းနဲ့ဆိုတော့ကျွန်တော်စီမှာတိုင်းရိုက်လာပြီးအကောင့်ဖွင့်လို့ရပါတယ်ဘောလုံးပွဲကြီးမဆော့တဲ့ညီကိုတွေကတော့ YouTube မှာကျွန်တော်ကိုအားပေးလို့ရပါတယ်ခင်ဗျာ